်မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ Memories of Murder ကိုရီးယားရုပ်ရှင်ဇလန်ကအခြေခံရိုက်ကူးခဲ့တဲ့နောက်ွယ်ကဖြစ်ရမှန်ဂွင်းဆက်လူသက်သမားအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်ရုပ်ရှင်ရိုက်ကူးပြသပြီးတဲ့အချိန်အထိလူသက်သမားအစ်စ်ကဘယ်သူမှမသိရသေးပေမဲ့ရုပ်ရှင်ထွက်လာပြီးတော့နောက်ဆယ်နှစ်လောက်ကြာတဲ့အခါမှာတော့ တောင်ကိုရီးယားအစိုးရကလူသက်သမားကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။အခုကျွန်မပြပြသွားမယ့်အကြောင်းအရာတွေကတော့အင်တာနက်ပေါ်ကဒီရေးထားကြတယ်ပေါ့နော်ဖြစ်ရမှန်မှုခင်းတည်င်းတွေပေါ်မှာအခြေခံပြီးတော့ပြောသွားမှာဖြစ်ပါတယ်။ရုပ်ရှင်ကိုတော့ဒါလေးပြီးမှပဲ Netflix မှာသွားကြည့်မယ်လို့စိတ်ကူးတယ်။ဘာကြောင့်လဲဆိုတော့ဒီအဖြစ်ပြက်တွေကိုမိတ်ဆွေတို့ကိုပြောပြတဲ့အချိန်မှာရုပ်ရှင်ရဲ့လွှမ်းမိုးမှုနဲ့အဲဒီကဇက်ကွက်တွေကိုပြောမိမှာဆိုလို့ပေါ့နော်။အဲဒါကြောင့်မလို့အခုကျမ ပြောပြမယ့်အကြောင်းအရာတွေကတော့ internet ပေါ်မှာဒီတည်င်းတွေပေါ်မှာရေးထားတဲ့အကြောင်းအရာတွေကိုအခြေခံပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီဖြစ်ရမှန်အကြောင်းတွေကိုပြောပြပေးဖို့အတွက် comment မှာအကြံပြုပေးတဲ့မိတ်ဆွေလေးယောက်ကိုအထူးကျေးဇူးတင်ကြောင်း ဒီနေရာကနေပြီးတော့ပြောလိုပါတယ်ရှင်။ဒီ case ကို Watson Madra လို့လည်းတည်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတက်မှုတွေကအများအားဖြင့်ဒီ Watson အရက်မှာဖြစ်ခဲ့လို့ပါ။လူတက်သမားရဲ့နာမည်က Lee Chon-ji လို့ခေါ်ပါတယ်။သူကဒီ1963ခုနှစ် January 31ရက်နေ့မှာ Watson မှာမွေးဖွားခဲ့ပါတယ်။သူကဒီ1986ခုနှစ်ကနေပြီးတော့1994ခုနှစ်အတွင်းမှာ ဒီချုံဂျီပရိုဗင်းစ်ကဟွာဆောင်ဆိုတဲ့အရက်နဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာလူတက်မှုတွေအများကြီးနဲ့လိင်အကြမ်းဖက်မှုတွေကိုအများကြီးကျူးလွန်ခဲ့တဲ့သူ ဖြစ်ပါတယ်။သူ့အမေကသူ့သားကပညာတော်ပြီးတော့အများနဲ့လည်းအဆင်ပြေတဲ့သူတယောက်လို့ပြောတယ်။သူ့မှာညီငယ်တယောက်ရှိခဲ့ပေမဲ့အဲ့ဒီညီကငငယ်တော့ကရေနစ်ပြီးတော့တည်သွားခဲ့တယ်။ အဲ့ဒါကြောင့်သူကစိတ်တန်ရအများကြီးရခဲ့တယ်လို့ဆိုပါတယ်။သူက1983ခုနှစ်မှာအထက်တန်းအောင်ခဲ့ပြီးတော့ကိုရီးယားတမတော်ကိုဝင်သွားပြီးတော့တန်ကားမောင်းတဲ့တာဝန်ကိုသူက1986ခုနှစ်အထိထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီစစ်တပ်ကနေထွက်လာပြီးတဲ့နှစ်ပေါ့နော်။1986ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာပဲလီကပထမဆုံးလူတက်မှုကိုကျွလွန်ခဲ့ပါတယ်။လီဝမ်နင်းဆိုတဲ့ အသက်82နှစ်အရွယ်ဖွာကြီးတယောက်ကသူ့သမီးစီကိုအလဲသွားပြီးတော့အိမ်ပြန်လာခဲ့ပါတယ်။သူ့ရဲ့ရွာကနော်လေခွင်းနဲ့စပားတွေနဲ့ပြည့်နေတဲ့ရွာပေါ့။လီဝန်နင်ကဒီလမ်းကိုသူကအမြဲတမ်းဖျက်ရှောက်ပြီးသမီးစီကိုသွားနေကြ။ဒါပေမဲ့ဒီတစ်ခေါက်တော့သူကအိမ်ကိုအချိန်တန်ရင်လည်းပြန်မရောက်လာတဲ့အတွက်မိသားစုက လူပြောက်ကိုတိုင်ခဲ့ပါတယ်။နောက်၄ရက်အကြာမှာတော့ သူ့ရဲ့အလောင်းကိုရှာတွေ့ခဲ့ကြတယ်။ဒီအဖွားကလေးပင်းညစ်တက်ခံခဲ့ရတာပါ။သူ့ကိုလိမ်ပိုင်းဆိုင်ရာစော်ကားထားတဲ့လက္ခဏာတော့မတွေ့ခဲ့ရပါဘူး။ဘဒူတက်တယ်ဆိုတဲ့တင်းလွန်ဆောက်ကိုလည်းမရခဲ့ဘူး။ဆိုတော့သူတို့ကဒီသမျှတိုက်ဖို့လုပ်ရင်းနဲ့လက်လွန်သွားတယ်လို့ပဲကောက်ချက်ချထားလိုက်ကြပါတယ်။ဒီအမှုကသူတို့ဟွက်ဆုံးဒေတာမှာဆက်ဖြစ်လာမဲ့ကြောက်စရာအကောင်းဆုံးကွင်းဆက်လူတက်မှုတွေရဲ့ ပထမဆုံးအမှုဖြစ်နေတယ်ဆိုတာကိုသူတို့ကအဲ့ဒီအချိန်မှာတော့မသိခဲ့ကြပါဘူးနောက်တစ်လအကြာနော်အောက်တိုဘာလ20ရက်နေ့မှာဒီလူတက်သမားလီကခင်ပွန်းလောင်းကိုတွားတွေ့ပြီးတော့ပြန်လာခဲ့တဲ့အသက်25နှစ်အရွယ်ကမလီပကွန်ဆုဆိုတဲ့အပြူမလေးတယောက်ကိုတက်ဖြတ်ခဲ့ပါတယ်။ကမလေးကဘတ်စကဘောကနေပြီးတော့ဒီဂျီနရီမတ်တန်အရောက်မှာသူဆင်းခဲ့တယ်။ ဘတ်စကားပေါ်ကနေဆင်းသွားတာည10နာရီလောက်မှာပါအဲ့ဒါကဒီကောင်မလေးကိုလူတွေနောက်ဆုံးတွေ့လိုက်ရချင်းပါပဲနောက်တော့ပောက်ယွန်ဆွေရဲ့အလောင်းကိုအောက်တိုဘာလ23ရက်နေ့မှာပြန်ရှာတွေ့ခဲ့ကြပါတယ်အလောင်းကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာသူ့ကိုတော့ဒီလူတက်သမားကလက်ဗလာနဲ့လေပင်းညစ်တက်ထားပြီးတော့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလည်းလုပ်ထားတယ်ဆိုတာကိုတွေ့ရတယ်ဒါပေမဲ့တုတ်ပိုးကိုရောရရှိခဲ့ပေမဲ့ တွေးအမျိုးအစားကိုတော့အဲ့ဒီခေတ်တုန်းကနီးပညာအရာပေါ့နော်စစ်ကြည့်လို့မရခဲ့ဘူးလို့ဆိုတယ်။ဒီလူတတ်မှုနှစ်ခုမှာနှစ်ခုစလုံးကအမျိုးသမီးတွေဖြစ်နေတယ်။ပြီးရင်ညအမောင်မှာလူချေတိတ်တဲ့လမ်းကိုတယောက်ထဲလမ်းလျှောက်လာတယ်။ဟွာဆောင်းမှာပဲလေပြင်းညစ်တက်ခံရတယ်။စားတဲ့အချက်အလက်တွေကတူနေတယ်ဆိုတော့ရေးတွေကဒီလူတတ်မှုမှာ ပုံစံတူပတ်သက်နေရှိနေတယ်ဆိုတာကိုစပြီးတော့တတိထားမိလာခဲ့တယ်။ဒါပေမဲ့ ဘာမျက်မြင်သက်သေဘာသဲလွန်ဆမှရှိမနေဘူးဒီလိုနဲ့ရေးတွေက မဖြည့်ရှင်းနိုင်တဲ့အမှုအနမှုနဲ့ခေါင်းချောက်နေတဲ့အချိန်မှာပဲတိတ်မကြခင်ပေါ့ဒီဇင်ဘာလ12ရက်နေ့မှာ ကွမ်ဂျောင်ဘွန်ဆိုတဲ့အသက်25နှစ်အရွယ်အိမ်ထောင်ရှင်မလေးတယောက်ကလည်းပဲသူ့ရဲ့အိမ်ရှိမှတင်တိုက်ခိုက်ခံရပြီးတော့ပျောက်ဆုံးသွားခဲ့ပါတယ် အင်းနီးချင်းနေကအဲ့ဒီညမှာပေါ့အော်တန်တက်တက်ကြားလိုက်သလိုပဲပေါ့ဒါပေမဲ့တီချာနားထောင်ကြည့်တဲ့အခါကျတော့ပြန်မချရတော့ဆိုတော့သူကဘာမှမလုပ်ဘဲနေခဲ့တယ်လူသက်သမားကကွမ်ဂျွန်ဘုံကိုလေကတင်းရိုးတနေရောက်ခေါ်သွားပြီးတော့တတ်ထားခဲ့တာဖြစ်ပါတယ်ကွမ်ဂျွန်ဘုံကိုခြိဖို့နဲ့ညှစ်တပ်ဖို့အတွက်သူဝတ်ထားတဲ့ bombi stocking ကိုချွတ်ပြီးတော့သူကအသုံးပြုခဲ့တယ်။ပြီးတော့အလောင်းရဲ့အပေါ်မှာလည်းဒီတေဆုံသွားတဲ့ဒီကမလေးရဲ့အတွင်းခံ bombi ကိုချွတ်ပြီးတော့မျက်နှာကိုပြန်ပြီးတော့အုပ်ထားခဲ့တယ်။ ဒီအမှုမှာလည်းပဲအလောင်းကိုပြန်တွေ့ရတော့သူတို့ကတုတ်ပိုးတွေကိုရှိနေတယ်ဆိုတာလည်းတွေ့ရတယ်ဒါပေမဲ့အဲ့ဒီခေတ္တကအချိန်နဲ့ရတွေ့အမျိုးသားကိုသူတို့ကမသိနိုင်ခဲ့ဘူးတဲ့ဒီလိုမျိုးဒီအရက်မှာအမျိုးသမီး၃ယောက်ကိုအချိန်တူအတွင်းတက်ပြီးသွားတဲ့အချိန်အဲ့ဒီချိန်မှာတော့လူတက်သမားရဲ့စိတ်ကအယံကိုမြင့်တက်သွားပြီးသူ့ရဲ့အလုပ်အပေါ်မှာသူပို့ပြီးတော့ယုံကြည်ချက်ရှိလာပြီးတော့လက်ရည်စည်ရေးပို့ပြီးတော့ရှိလာခဲ့တယ် အဲ့ဒါကြောင့်နောက်ထပ်၂ရက်ပဲချပြီးတော့ဒီဇင်ဘာလ၁၄ရက်နေ့မှာလူသက်မှုထပ်ပြီးတော့ကျွလွန်ပြန်တယ်။အဲ့ဒီညမှာတော့သူရွေးတာကအသက်23နှစ်အရွယ်လီကီဆုတ်ဆိုတဲ့အပြူမလေး။သူကအနာဂတ်ခင်ပွန်းလောင်းဖြစ်လာမယ့်သူကိုတော့တွေ့ပြီးတော့ပြန်လာတာ။စိတ်ကူးထဲမှာအပျော်ရင်းနဲ့ပေါ့ သူကလည်းပဲဒီကောင်ဟန်ရီဆိုတဲ့ဘတ်စတော့မှာဆင်းပြီးတော့လေခွင်းနေကြားထက်နဲ့ဖျက်လျှောက်ပြီးတော့အိမ်ကိုပြန်ဖို့လုပ်ခဲ့ပါတယ်။အဲ့ဒါကသူ့ကိုနောက်ဆုံးအသက်ရှင်လက်လူတွေတွေ့ခဲ့ခြင်းပေါ့နော်။ သူ့ရဲ့အလောင်းကိုလည်းပဲတပတ်လောက်အကြာမှာပြန်ပြီးတော့တွေးခင်ကြတယ်။လက်နှစ်ဖက်ကိုကြိုးချီထားပြီးတော့လေဘင်းကိုညစ်ပြီးတော့တတ်ခဲ့တယ်။ပြီးတော့လူသက်သမားကသူ့ကိုနှိပ်ဆက်ဖို့အတွက်ထီးကိုအသုံးပြုခဲ့တယ်လို့လည်းဆိုတယ်။တရင်နယ်မှာတော့အသေးစိတ်တော့မရေးပြထားအောင်ဒါပေမဲ့အဆိုးရွားဆုံးနီးလန်းနေနဲ့နှိပ်ဆက်တာခံထားရတယ်လို့ရေးကြတယ်။ရှေ့ကတယောက်လိုပဲသူ့မျက်နာပေါ်မှာသူ့ရဲ့အတွင်းခံကိုအုပ်တင်ပေးထားခဲ့တယ်။ ဒီမှာလည်းပဲတုတ်ပိုးကို တွေးကြတယ်ဒါပေမဲ့အဲ့ဒီခေတ်မှာတော့တွေးအမျိုးအစားဒါမှမဟုတ်လို့ရှိရင် DNA ကိုမရှာနိုင်ခဲ့ကြဘူးတဲ့ဒီအမှုကိုကျွလွန်တဲ့ပုံစံကိုကြည့်ရင်လူသက်သမားကရေးတွေကိုနင်တို့ငါ့အောင်မြည်အောင်မဖမ်းနိုင်ပါဘူးကွာငါ့ကိုနင်တို့တားလို့ရမှာမဟုတ်ဘူးဆိုတဲ့ message ကို ပေးနေတယ်လို့ပဲဆိုပြီးတော့တည်င်းနေရရေးကြတယ်တလာနီးပါးရှိလာတဲ့အချိန်မှာ 1989ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာ အသက်16နှစ်အရွယ်အထက်တန်းကျောင်းသူမှလည်းဟွန်ဂျီယုံကည8:50မှာဘတ်စကားမတိုင်ကနေပြီးတော့အိမ်ဘက်ကိုလမ်းလျှောက်လာခဲ့ပါတယ်။သူကလည်းပဲအိမ်ကိုပြန်မရောက်နိုင်တော့ပါဘူး။နောက်တစ်ရက်မှာပဲသူမရဲ့အလောင်းကိုအနိနာကစပခင်းနေမှာပြန်ပြီးတော့တွေ့ရတယ်။သူ့ရဲ့လက်ကိုတုတ်ထားတယ်သူ့ပါဇက်ထဲမှာသူ့ရဲ့ချိတ်ကိုဆုပ်ထားခဲ့တယ်ပြီးတော့သူ့ကိုလီဘင်းညက်တတ်ထားတယ်ဆိုတာကိုတွေ့ရတယ် ကျန်တဲ့အမှုတွေမှာလိုပဲတုတ်ပိုးကိုတွေ့တယ်ကျန်တဲ့သက်သေးတွေကိုဘာမှမရဘူးပေါ့နော်ဒီဟွက်ဆောင်တွိုက်မှာ၅လအတွင်းအမျိုးသမီးအရွယ်ဆုံးအခြေအနေဆုံးအသက်ခံရတာက၅လောင်းရှိသွားပြီဆိုတော့အဲ့ဒီအရက်ကလူတွေကအယမ်းကြောက်နေကြပြီမိဘတွေကသူတို့ရဲ့သမီးတွေကိုတယောက်တည်းသွားလာခွင့်မပြုတော့ဘူးသူတို့ကိုယ်တိုင်အကျိုးအဖို့လုပ်ပေးတယ်ယောက်ျားလေးတွေကလည်းသူတို့ရဲ့ညီမတွေအမတွေဇနီးမယားတွေကိုဒီကားမတိုင်အသွားအပြန်အကျိုးအဖို့တွေလုပ်လာကြရတယ်အချိန်တော့အေးချမ်းတဲ့ လေမြေတွေအများကြီးရှိတဲ့စပခင်းနေနဲ့စိမ့်ဆူအေးချမ်းနေတဲ့နေရာကအကြောက်တရားတွေနဲ့ဖုံးလွှမ်းသွားတဲ့နေရာတစ်ခုဖြစ်သွားခဲ့ပါတယ်။လူချူးရဲ့စိတ်ဝင်စားမှုနဲ့နှိုးချမှုတွေကအယမ်းမြင့်နေတဲ့အတွက်ကြောင့်လူသက်သမားကအဲ့ဒီကာလတွေမှာကိုရှိန်နဲ့နဲ့တတ်ထားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူကသူ့ရဲ့တားကောင်တွေကိုလေ့လာနေခဲ့တာ။ နောက်ဆုံးသူလူတက်မှုကျူးလွန်ခဲ့ပြီးတော့၄လအကြာပေါ့1989ခုနှစ်မေလ၂ရက်နေ့မှာသူကပတ်ဥန်ဂျူဆိုတဲ့အသက်29နှစ်အရွယ်အိမ်ထောင်ရှင်မကိုတတ်လိုက်ပြန်တယ်ပတ်ဥန်ဂျူကခင်ပွန်းဖြစ်သူကိုအရန်ချစ်ပြီးတော့ဂရုစိုက်တတ်တဲ့သူနူးညံ့တိမ်မွေ့ပြီးတော့သဘောကောင်းတဲ့သူမို့လို့အိမ်နီးချင်းနဲ့အကုန်လုံးကသူ့ကိုချစ်တယ် တညတော့ဒီမိုးတွေတအားရွာလာခဲ့တယ်။အဲ့ဒီချိန်မှာသူ့ယောက်ျားကတခြားမှာအလုတ်သွားလုပ်နေခဲ့တာ။သူ့ယောက်ျားအလုတ်သွားလုပ်တဲ့နေရာကလည်းသူ့အိမ်နဲ့လည်းတိတ်မဝေးဘူး။ဆိုတော့ပေါ့အွန်ဂျူးကသူ့ယောက်ျားကိုထီးသွားပေးဖို့ဆိုပြီးတော့အိမ်ကနေည7:00နာရီထွက်လာခဲ့တယ်။သူကအဲ့ဒီညမှာသူ့ယောက်ျားစီကိုရောက်မလာဘဲနဲ့ပျောက်သွားခဲ့တယ်။သူကကန်ဆိုးစွာနဲ့ပဲလူတက်သမားရှိကိုဖျက်လျှောက်မိသွားခဲ့တာပေါ့နော်ဆိုတော့သူ့ရဲ့အလောင်းကို မေလ16ရက်နေ့မှာပဲ အိမ်နဲ့မနီးမဝေးကတောင်ကုန်းလေးတစ်ခုမှာရှာတွေ့ခဲ့တာဖြစ်တယ်။တည်ဆုံးပုံတွေနဲ့တွေ့ရှိချက်တွေကတော့အရင်တူတွေနဲ့တပုံစံတည်းပဲ။အဲ့ဒါပြီးတဲ့နောက်မှာလူသက်သမားကလေးလားလောက်ငိမ့်နေပြီးတော့1989ခုနှစ်စက်တင်ဘာလ9ရက်နေ့မှာလူသက်မှုတစ်ခုကိုကျူးလွန်ပြန်တယ်။အဲ့ဒီည9နာရီခွဲလောက်မှာအလောက်ကနေပြန်လာတဲ့အန်ဂျီဆွန်းဆိုတဲ့အသက်54နှစ်အရွယ်မျိုးသမီးက ဘတ်စကားမတိုင်ကနေဆင်းပြီးတော့သူတို့အိမ်ဘက်ကိုလမ်းလျှောက်လာခဲ့တယ်။အိမ်ကလည်းလူချေတိတ်တဲ့လမ်းလေခွင်းနေနာကနေဖြတ်ရတဲ့လမ်းပေါ့။အဲ့ဒီညမှာအန်ဂျီဆုံကအိမ်ကိုပြန်မရောက်လာခဲ့ပါဘူး။နောက်တနေ့မနက်မှာတော့သူ့ရဲ့အလောင်းကိုရေမြောင်းတစ်ခုနောက်မှာတွေ့ရပါတယ်။သူ့ရဲ့လက်တွေကိုခြီထားတဲ့ပါဇက်ကိုလည်းသူ့ချေအိမ်နဲ့လက်ကင်ပေါ်ကနေမအော်နိုင်အောင်ဆိုပြီးတော့ပစ်ဆိုပေးထားတာတွေ့ရတယ်။ပြီးတော့ လေပင်ကိုညစ်တက်ထားတယ်ဆိုတာတွေ့ရတယ်။အရင် kiss တွေလိုပဲတုပ်ဖို့တွေ့ရတယ်။မတိန်ကျင်ခံထားရတယ်။ဒါပေမဲ့တွေ့အမျိုးအစားဖော်ထုတ်လို့မရခဲ့ပြန်ဘူး။ဒီတစ်ခါထူးခြားတာကတော့အလောင်းဘေးမှာဒီမက်မွန်သီးစိတ်ကလေးတွေပါတွေ့ရတယ်ပေါ့။ဘာအတိတ်ပင်လဲဆိုတာတော့မသိရအောင်လူသက်သမားကဒီဆာနာတနာသက်သက်စိတ်လုံးဝမရှိဘူးဆိုတာသိချနေတာဖြစ်တဲ့အတွက်ကြောင့်ဝက်ဆောင်းအမျိုးသမီးတွေကအယမ်းကြောက်နေခဲ့ကြတယ်။သူတို့ကတနည်းအရအောင်သွားမယ်ဆိုရင်အုပ်စုလိုက်ပဲသွားတော့တယ်။ အမျိုးသားတွေကလည်းဓမီတကားကားနဲ့အမျိုးသမီးတွေကိုအိမ်ကိုအကျိုးအပို့တွေလုပ်ပေးကြတယ် ဒါပေမဲ့သူတို့ရဲ့အဖြစ်ကဘာနဲ့တူလဲဆိုတော့ဒီမမြင်ရတဲ့ဒဇေတရေကိုကြောက်နေရတာနဲ့တူတယ်လူသက်သမားကဘလို့ပုံစံမျိုးဆိုတဲ့တင်းလွန်ဆ၄တောင်မှမတိရသေးဘူးဆိုတော့လူသက်သမားကနေရာတိုင်းမှာရှိနေနိုင်တယ်လို့ဖြစ်နေတာအမျိုးသားတိုင်းကလူသက်သမားဖြစ်နေနိုင်တယ်ဆိုတဲ့အခြေအနေမျိုးမို့ဘုသူ့ကိုယုံလို့ယုံရမှမသိဘူးဖြစ်နေခဲ့ကြတယ်ဒီအမှုဖြစ်ပြီးနောက်တစ်နှစ်နီးပါးလောက်လူသက်မှုမရှိတော့ဘူးလူတွေကအရန်ဂယုဆဲလို့လူသက်သမားအခွင့်မသာတာကြောင့်လည်းဖြစ်နိုင်တယ်တခြားဘာအကြောင်းရှိရလဲ တော့မသိရဘူးပေါ့နော်ဒါပေမဲ့လူသက်သမားကပြန်လာခဲ့ပါတယ်1988ခုနှစ်စက်တင်ဘာလ16ရက်နေ့မှာဖောက်ဆန်ဟီဆိုတဲ့14နှစ်အရွယ်တမီးလေးကသူ့အိမ်မှာသူ့အခန်းထဲမှာအိပ်ပျော်နေခဲ့တာသူ့မိဘတွေကတခြားအခန်းဘက်မှာအိပ်နေတာပေါ့ဆိုတော့အဲ့ဒီညတကောင်နှစ်နာရီလောက်မှလူသက်သမားကသူ့ရဲ့အခန်းထဲထိကိုရောက်လာပြီးတော့တတ်သွားခဲ့တာအလောင်းကိုမနေ့6နိုင်90ကျမှဒါအိမ်ထဲမှာတွေ့ကြရတာဖြစ်တယ် ီလူတတ်မှုကတခြားလူတတ်မှုနဲ့နည်းနည်းကွဲပြားနေတယ်ပေါ့ရှေ့မှာဖြစ်ပျက်ခဲ့သမျှလူတတ်မှုတွေကအမျိုးသမီးတွေအပြင်မှာတယောက်ထဲလမ်းလျှောက်လာတာအဲ့လိုလူတွေကိုလူတတ်သမားရွေးပြီးတော့ပြစ်မှတ်ထားခဲ့တာဒီတစ်ခါကျတော့အိမ်မှာအိတ်နေတဲ့မိန်းကလေးဖြစ်နေတယ်ဒီကိစ္စကတနိုင်ငံလုံးကိုဟိုးဟိုးကြော်သွားပြီးတော့ကို့အိမ်မှာကို့အိတ်နေတာတောင်မှမလုံခြုံတော့ဘူးလားဆိုပြီးတော့တုံ့လောက်သွားကြပါတယ် ်ရေးတွေက လူသက်သမားကိုဖမ်းမိဖို့အသေးအတန်လှူရှာခဲ့ကြတယ်။နောက်ဆုံးတော့သူတို့ကဒီအသက်22နှစ်အရွယ်ကောင်လေးတယောက်ကိုဖမ်းဆီးစစ်ဆေးခဲ့တဲ့နေရာမှာကောင်လေးက ူတက်မိတာပါဆိုပြီးတော့ဝန်ခံခဲ့ပါတယ်။သူ့ကို1016နှစ်ခွဲကြဖို့အမိန့်ချခဲ့တယ်။ဒီကောင်လေးကတကယ်တနာစရာကောင်းတယ်ပေါ့နော်။2016ခုနှစ်မှာလူတက်သမအစ်စ်ကိုမိတော့မှသူ့ကိုပြန်ပြီးတော့လှုပ်ပေးတာ။အဲ့ဒီတုန်းကသူ့ကိုစစ်စေးမင်းမြန်သူတွေရဲ့ချင်းချောက်မင်းမြန်မှုတွေကိုကြောက်လွန်လို့သူကဝန်ခံလိုက်တာ။တကယ်တော့သူကလူတက်သမအစ်စ်မဟုတ်ဘူး။ရန်ကန်ဆိုးတဲ့ကလေးပေါ့။အရန်ကန်ဆိုးတဲ့လူပေါ့နော်။အဲ့ဒီနောက်ပိုင်းမှာလူတက်မှုတွေကရက်သွားခဲ့တယ်။ လူတွေထင်တာကသူတို့ဒေတာကကွင်းဆက်လူတက်သမားကိုဖမ်းမိပြီးထောင်ချလိုက်ပြီးဆိုတော့စိတ်အေးလေးနေလို့ရပြီပေါ့ပြီးတော့သူတို့မိလောက်ရှိတဲ့အချိန်ကြတဲ့အခါကျတော့1990ခုနှစ်ကို ရောက်လာတဲ့အခါမှာ နိုဝင်ဘာလ15ရက်နေ့မှာ အသက်14နှစ်အရွယ်အလီတန်းကျောင်းသူလေးခင်မီဂျွန်ကအိမ်ကနေကျောင်းကိုလမ်းလျှောက်ပြန်လာခဲ့တယ်။အဲ့ဒီချိန်မှာည6နာရီခွဲလောက်ရှိပြီ။အဲ့ဒီနေ့မှာရာတီဥတုကလည်းဆိုးရွားနေခဲ့တယ်။လူသက်သမားအတွက်တော့ဒါတကယ်ကောင်းတဲ့ရာတီဥတု ဖြစ်နေခဲ့တာပေါ့။ကျောင်းသူလေးကလည်းအိမ်ကိုပြန်မရောက်လာနိုင်တော့ပါဘူး။ ရဲတွေအားလုံးဝိုင်းပြီးတော့ရှာတဲ့အခါမှာအเจ้าသူလေးရဲ့အလောင်းကိုတောင်ကုန်းလေးတကုန်းမှာပြန်ပြီးတော့တွေ့ရတယ်။သူ့လက်နဲ့သူ့ခြေတွေကိုတုပ်ထားတယ်ပြီးတော့သူ့ကိုလေးပင်းညက်တက်ထားတယ်။သူ့ပါဇက်ထဲမှာကသူ့ရဲ့အတွင်းခံအင်ဂျီဘရာကိုထိုးထည့်ပေးထားတယ်။သူ့အလောင်းရဲ့ဘေးနားမှာခါတိုင်းနဲ့မတူဘောပန်တစ်ချောင်းဇွန်ခရင်ပြီးတော့ အမွေးရိတ်တဲ့ပလိတ်သားလေးတခုအဲ့ဒါမျိုးတွေရှိနေခဲ့တယ်။စုံထောက်တွေကဒါကပါလဲဘာကြောင့်မလို့ဒီမှာရှိနေတာလဲဆိုပြီးတော့ခေါင်းရှုပ်စရာတွေဖြစ်နေခဲ့တာပေါ့နော်။ဒီအမှုမှာတော့ရေးတွေကပထမဆုံးအကျဉ်လူသက်သမားရဲ့တွေးအမျိုးအစားကိုရသွားခဲ့ပါတယ်။တွေးအမျိုးအစားက B ပါတဲ့။ဒီလိုမျိုးတွေး DNA ရတာအရန်ကောင်းပေမဲ့သူတို့အတွက်ကအသုံးမဝင်သေးဘူး။သူတို့မှာရှိတဲ့လူဆိုးတွေရဲ့မှတ်တမ်းတွေနဲ့ကြိုက်မနေသေးဘူး။ လူသက်သမားရဲ့နောက်ဆုံး case ကတော့အသက်69နှစ်အရွယ်အဖွာ Kwan Song San ကိုတတ်တဲ့အမှုဖြစ်ပါတယ်1992ခုနှစ်ဧပြီလ3ရက်နေ့မှာအဖွာကတူလန်းလျှောက်နေကြနေရကနေအိမ်ဘက်ကိုပေါ့ည9နာရီလောက်မှာအေးအေးဆေးဆေးလန်းလျှောက်လာခဲ့တာအဖွာရဲ့အလောင်းကိုနောက်တနေ့မနက်မှာတောင်ကုန်းလေးပေါ်မှာတွေ့ခဲ့ရတယ်အဖွာကလည်းပဲမတိန်ကျင့်ခံရတယ်လေပင်ညစ်သက်ခံရတယ် အဲ့ဒီနားကမြေကြီးမှာခြေရနှစုံကိုတွေ့ခဲ့ပေမဲ့ဆုံထောက်တွေကအဲ့ဒါကိုမဖော်ထုတ်နိုင်ခဲ့ကြဘူး။ပြီးတော့ဒီမှာလဲတုတ်ပိုးနဲ့တွေ့အမျိုးအစားပြီးဆိုတာကိုတွေ့ရှိခဲ့ကြရတယ်။ ဘလောက်တောင်မှဆိုးလဲနော်ဒီလူသက်သမားကအသက်စေကြောတက်အရွယ်ကနေပြီးတော့ဟိုး69နှစ်အရွယ်80အရွယ်အဲ့လောက်အထိကိုသူကမဒိန်းကျင်တဲ့အမှုကျွလွန်ပြီးတော့တပ်ပစ်ခဲ့တယ်ဒီလောက်လူတွေအများကြီးတည်သွားခါမှပဲရေးတွေကဒီဟွာဆောင်းမှနက်နက်ချီပြီးဖြစ်နေခဲ့တဲ့လူသက်မှုတွေကကွင်းဆက်လူသက်မှုဖြစ်နိုင်တယ်ဆိုတာကိုသဘောပေါက်လာခဲ့ကြတယ်အစတုန်းကကြတော့ပတ်တန်တချို့ကတူပေမဲ့တချို့မှကြလုံးဝမတူတဲ့ပုံစံမျိုးတွေဖြစ်နေခဲ့တဲ့အခါကျတော့သူကဒါတယောက်တည်းလို့မထင်ခဲ့ဘူးပေါ့နော် ။ဘာကြောင့်လဲဆိုတော့ဒီဂွင်းဆက်လူသက်သမားလို့မထင်တဲ့အကြောင်းရင်းကလူသက်သမားရွေးချယ်ပြီးတက်တဲ့လူတွေမှာတူညီတဲ့ပုံစံဒါမှမဟုတ်တူညီတဲ့အရာရှိမနေဘူးပေါ့နော်။တောင်တူလေးရနေပြီးတော့ဟိုးဖွားအိုအထိအပြူအိုအိုအရွယ်တွေစုံပြီးတော့ရောနေခဲ့တယ်ပေါ့ပြင်အများအဖြစ်ဒီကွန်းဆက်လူသက်သမားတွေကပတ်တန်းရှိရဲသူတို့ကဘလို့လူမျိုးကိုမှတတ်တယ်ဆိုတာမျိုးပေါ့ဒီလူသက်မှုကျွလွန်တဲ့ပုံမှန်လေးပဲကိုပဲဟာနေရှိပါတယ် ဥပမာရတ္တိဥတုမေးမောင်နေတာမိုးရွာနေတာတောက်ကောင်အမျိုးသမီးတွေကတယောက်ထဲညအမောင်မှာလမ်းလျှောက်ပြန်လာတာအိမ်ကိုပြန်လာတာအဲ့လိုအရာတွေကလူသက်သမားရဲ့ဒီရွေးချယ်မှုပုံစံတွေပေါ့နော်ပတ်သက်နေလို့ပြောလို့ရတာပေါ့တက်ရင်လည်းပဲအသက်ခံရတဲ့သူမှပါလာတဲ့ပစ္စည်းဝတ်ထားတဲ့ပစ္စည်းတွေနဲ့ပဲအသုံးပြုပြီးတော့သူချီတုတ်တာတော့ပါဇက်ဆိုးတာတော့အဲ့ဒါတွေအတွက်သူကအသုံးပြုခဲ့တယ်ပေါ့နော်အဲ့ဒါတွေအားလုံးလည်းတူတယ်ပေါ့ နောက်ဆုံးအဖွဲ့ရဲ့အမှုပြီးသွားတဲ့နောက်မှာတော့လူတပ်သမားကလုံးဝရက်တန့်သွားခဲ့ပါတယ်။တချို့လူတွေကလူတပ်သမားကတည်သွားတာဖြစ်နိုင်တယ်။ဒါမှမဟုတ်ရင်ခြားမျိုးတစ်မျိုးကိုပြောင်းသွားတာဖြစ်နိုင်တယ်။တချို့လူတွေကလည်းလူတပ်သမားကစစ်ထဲဝင်သွားတာဖြစ်နိုင်တယ်စသဖြင့်ထင်ကျေးအမျိုးမျိုးပေးပြီးတော့နေခဲ့ကြပါတယ်။ဒီလူတပ်သမားကိုဖမ်းနိုင်ဖို့အတွက်တန်တရားရှိတဲ့လူအယောက်2000ကို ရေးတွေကစစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်။ အမျိုးသား4000ကို DNA နဲ့စပင်းနမူနာတွေယူပြီးတော့စစ်ဆေးမှုတွေလုပ်ခဲ့တယ်။ကိုရီးယားတမိုင်းမှာတော့အကြီးကျယ်ဆုံးစုံစမ်းစစ်ဆေးမှုတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒါလောက်ကြီးကြီးကျယ်ကျယ်ငွေအားအင်အားအကုန်သုံးပြီးတော့စုံစမ်းထောက်လှမ်းခဲ့တာတောင်မှလူသက်သမားကဘသူဖြစ်နိုင်တယ်ဆိုတာလောက်ကိုတောင်မှမသိခဲ့ရပါဘူး။ဖမ်းဖို့မပြောနဲ့တော့လူသက်သမားကဒါမျိုးပုံစံဖြစ်နိုင်တယ်ဆိုတာမျိုးတောင်မှသူတို့ကမသိခဲ့ရအောင် ဒီကာလတွေမှာသူတို့ကလူတက်သမားလို့ထင်ပြီးတော့ဖမ်းမိခဲ့တာတယောက်ပဲရှိတယ်။ဒါပေမဲ့အဲ့တယောက်ကလည်းလူတက်မှုကိုသူလုပ်ပါတယ်ဆိုပြီးတော့ဝန်ခံခဲ့တယ်။အဲ့ဒါကတကယ်တကယ်ကကြတော့သူကလူတက်သမားအစ်စ်မဟုတ်ဘူး။နော်လူတက်သမားအစ်စ်ရဲ့အစားပေါ့အချောင်းထောင်ထဲမှာနေတဲ့အများကြီးနေသွားခဲ့ရတဲ့သူ။မဖြစ်လို့လဲဆိုတော့သူ့ကိုဖမ်းမိတဲ့အချိန်မှာ အဲစစ်ဆေးတဲ့သူတွေအင်မတန်ဟိုချင်းချောက်ကြမ်းတမ်းအဲ့လိုမျိုးတွေဖြစ်တဲ့အခါကျတော့ကြောက်ပြီးတော့သူကလူတက်ပါတယ်ဆိုပြီးတော့ဝန်ခံလိုက်တာအဲအเจ้าဝန်နောက်ပိုင်းမှာပြန်ပြီးတော့ဆွေးနွေးပြပေးပါမယ်ဒီမူခင်းကကိုရီးယားတမိုင်းမှာစိတ်ဝင်စားစရာအရန်ကောင်းတဲ့မဖြေရှင်းနိုင်သေးတဲ့ဂွင်းဆက်လူတက်မှုအနေနဲ့ရှိခဲ့ပါတယ်အဲ့ဒါကိုဒါရိုက်တာဘွန်ဂျွန်ဟူးက Memories of Murder ဆိုပြီးတော့ရုပ်ရှင်ရိုက်ခဲ့တာဖြစ်တယ် သူရုပ်ရှင်ရိုက်ပြီးလို့ယုံတင်ပြတာခဲ့တဲ့အချိန်အထိလူသက်သမားကိုမမိသေးပါဘူးမိဖို့မပြောနဲ့အတိတောင်မတိသေးဘူးဒီအမှုကိုလူတွေကဘလောက်တောင်စိတ်ဝင်စားနေကြသလဲဆိုရင်အဲ့ဒီရုပ်ရှင်ကကြိရှုသူ၅တန်းကျော်တယ်လို့သိရတယ်တကယ်တော့ဒီမှုခေတ်အပေါ်မှာမူတည်ပြီးတော့ဇလန်းရိုက်ခဲ့တဲ့ရုပ်ရှင်ကစုစုပေါင်းဆက်တကားတောင်မှရှိခဲ့ပါတယ်အဲ့လောက်ထိကိုလူတွေရဲ့စိတ်ဝင်စားမှုမြင့်တဲ့အမှုဖြစ်ခဲ့တယ် 2019ခုနှစ်မှာတောင်ကိုရီးယားအာဏာပိုင်တွေကဒီလူသက်သမားအစ်စ်ကိုခိမီ DNA စစ်ချက်တွေနဲ့စန်သက်စစ်ဆေးချက်တွေအရဘဒူလဲဆိုတဲ့ဟာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ကံကောင်းခြင်းတော့လူသက်သမားကိုလည်းတခါတည်းတိခဲ့ရတယ်။သူ့ကိုဖမ်းစရာတော့မလိုခဲ့ဘူး။မဖြစ်လို့လဲဆိုတော့လူသက်သမားကထောင်ထဲမှာရောက်နေပြီးသားထောင်ကျပြီးသားလူဖြစ်နေခဲ့တယ်။ လူသက်သမားလီက1994ခုနှစ်မှာသူ့ရဲ့ခေမကိုတတ်တဲ့အမှုနဲ့ထောင်တန်တသက်တကျွန်းကျသွားခဲ့တာ။သူထောင်ကျသွားတဲ့အတွက်ကြောင့်လူသက်မှုတွေကရပ်တန့်သွားခဲ့တာ။ဆိုတော့သူကထောင်ထဲမှာအနှစ်20နေပြီးလို့ရှိရင်ဖေရိုးနဲ့အပြင်မှာပြန်ပြီးတော့နေလို့ရမှာဖြစ်တယ်။ဝန်းနေစရာကောင်းတာကသူကျွလွန်ခဲ့တဲ့အမှုတွေရဲ့တက်တန်းကနှစ်ပေါင်း30လောက်ရောက်သွားခဲ့တာဆိုတော့အဲ့ဒီတုန်းကကိုရီးယားနိုင်ငံရဲ့ The Statute of Limitations of Murder က စုစုပေါင်း15နှစ်ပဲရှိတယ်။ Statue of Limitation ဆိုတာကပြစ်မှုတစ်ခုအတွက်သတ်မှတ်သက်သန်15နှစ်ကျော်လွန်သွားပြီဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြစ်ဒဏ်ချလို့မရတော့ဘူးဆိုပြီးတော့ဆိုလိုတာပါ။သူနောက်ဆုံးကျွလွန်ခဲ့တဲ့အမှုကနေစဉ်းစားရင်တောင်မှ2006မှာ15နှစ်ပြည့်ပြီးသွားပြီမလို့သူကျွလွန်ခဲ့တဲ့လူတက်မှုဆေးမှုအတွက်သူ့ကိုတရားစီရင်လို့မရဘူးဖြစ်သွားတယ်။အဲ့ဒါကိုဖတ်ရပြီးတော့ကျွန်မဒေါသထွက်လိုက်တာ။ ခံရတဲ့မိသားစုတွေအတွက်ဆိုပို့ပြီးတော့အများစိတ်ဆိုးကြမှာပဲเนาะလူသက်သမားဘာလို့လဲဆိုတာလည်းသိတယ်ဒါပေမဲ့သူ့ကိုလည်းဘာမှအပြစ်ပေးလို့မရတော့ဥပဒေအရကိုအပြစ်ပေးလို့မရတော့အဲ့လိုဖြစ်သွားတာပို့ပြီးတော့စိတ်ဆိုးစရာကောင်းတာကလူသက်သမားကသူဒီလိုလူတွေကိုတတ်တာဟုတ်သူ့ရင်ထဲကဒေါသတွေနဲ့ပြီးလို့ရှင်နောက်တစ်ချက်ကျတော့ပြင်းလို့တတ်တာဆိုတာမျိုးဖြစ်ခဲ့တယ်အဲ့တော့ဘလောက်တော့မှဒေါသထွက်စရာကောင်းလဲเนาะ 2019ခုနှစ်မှာသူကလူတက်မှု14မှုနဲ့မတိမ်မှုပေါင်း30ကျော်ကိုကျူးလွန်ခဲ့ပါတယ်ဆိုပြီးတော့ထောင်ထဲကနေပြီးတော့ဝန်ခံခဲ့တယ်။2020ဇူလိုင်လမှာရေးတွေကဒါကိုအတီးပြုတ်ခဲ့တယ်။ဒါပေမဲ့သူ့ရဲ့လူတက်မှုအတွက်သူကတရားစီရင်ခြင်းကိုမခံရဘူး။ရင်နာစရာအရန်ကောင်းတဲ့အမှုပါ။အခုချိန်မှာဆိုရင်သူကအသက်60ကျော်လောက်ရှိတော့မယ်။ကိုရီးယားကခြောင်ထဲမှာအေးအေးဆေးဆေးတက်ရှိကြမှာနေထိုင်နေပါတယ်ဆိုပြီးတော့သိရတယ် ထောင်တဝန်ခံနေရ။ तू ကတော့စကားနေတယ်ပေါ့။ခန်းစားချက်ကိုမျက်နာမှာမပြဘူး။သူ့ရဲ့လုံရက်ကိုလည်းနောင်တရပုံမပြဘူးလို့ပြောကြပါတယ်။သူ့ကိုသူ့ရဲ့ခင်မကိုတတ်လိုက်တဲ့အမှုအတွက်အမိန်ချမှတ်စင်မှာထောင်တန်တသက်တကျွန်းချခဲ့တယ်။ဒါပေမဲ့ထောင်ထဲမှာကောင်းကောင်းမွန်မွန်နဲ့အနစ်နစိမ့်နေပြီလို့ရှိရင်ဖရိုးလျှောက်ပြီးတော့အပြင်မှာ ပြန်နေခွင့်လျှောက်ထားနိုင်တယ်လို့အမိန့်ချထားခဲ့တာဖြစ်တယ်။2019နှစ်မှာသူ့ရဲ့ဂွင်းဆက်လူတတ်မှုတွေပေါ်လာတဲ့အချိန်သူ့ကိုအဲ့ဒီအမှုအတွက်ဘာမှမလုပ်နိုင်တော့ပေမဲ့လက်ရှိသူကြားခံနေရတဲ့အမှုအတွက်ကတော့ဖရိုးလျှောက်ခွင့်ရလို့လျှောက်ထားခဲ့မယ်ဆိုရင်တောင်မှထောင်အာဏာပိုင်တွေကသူ့ကိုဖရိုးနဲ့အပြစ်မနေခွင့်လုံးဝပေးမှာမဟုတ်ဘူးလို့ပြောကြပါတယ်။ ဒါကအ ਨੇ ဆုံးသူတို့လုံနိုင်တဲ့ပြစ်ဒဏ်ပေးခြင်းတမျိုးပေါ့နော်။ဆိုတော့ဒီလူယုံမာကထောင်ထဲမှာပဲတည်တဲ့အချိန်နေသွားရမှာဖြစ်ပါတယ်။သူကိုယ်တိုင်က ရေးတွေကိုပြောခဲ့တယ်။သူကဖရိုးလျှောက်ပြီးပြန်มาနေဖို့စိတ်ကူးကိုမရှိဘူးတဲ့။ဘာကြောင့်လဲဆိုရင်သူအပြင်ကိုပြန်ရောက်လာရင် လူတွေရဲ့နော်သူ့ကိုပြစ်တင်ရှုံချတဲ့ဟာတွေထင်သေးတဲ့ဟာခံရမှာ။အဲ့ဒါကိုသူကမလို့ချင်ဘူးလို့ဆိုတယ်။ဒီကိစ္စတွေပေါ်လာပြီးနောက်ပိုင်းမှာတော့ကိုရီးယားနိုင်ငံကသူ့ရဲ့ ဒီ statute of limitations for mother ကိုဒီလူတတ်မှုအတွက်เนาะအကန့်အသတ်တွေကိုသူကဖယ်ရှားလိုက်တယ်အရင်လိုမျိုး ဆငါနှစ်ရောက်သွားပြီတဲ့အထိမပေါ်ဘူးဆိုရင်ဘာမှလုပ်လို့မရတော့ဘူးဆိုတာမျိုးမရှိတော့ဘူး2000ပြည့်နှစ်ဇူလိုင်လ24ရက်နောက်ပိုင်းကနေစပြီးတော့လူတက်မှုကျွလွန်ခဲ့မယ်ဆိုရင် နောက်နှစ်ပေါင်းဘလောက်ကြာကြာပြန်လေစစ်ဆေးအပြစ်ပေးနိုင်တဲ့ဥပဒေကိုပြင်ဆင်ချမှတ်လိုက်တယ်ဆိုတော့နောက်ပိုင်းလူတက်ကောင်တွေကပြည့်မှုကျွလွန်ခဲ့တယ်ဆိုရင်သူတို့နောက်နှစ်ပေါင်းဘလောက်ကြာမှဆိုရင်လွတ်မြောက်တော့မှာမဟုတ်ဘူးဥပဒေအရစီရင်ခြင်းကိုခံရမှာဖြစ်ပါတယ် သူတို့မာယွင်ပြီးတော့ထောင်ချခဲ့တဲ့ယွန်းကလည်းပဲလီယာတူလူတတ်မှုတဲ့အားလုံးကိုဝန်ခံသွားပြီဆိုတဲ့နောက်မှာသူ့ရဲ့အမှုကိုပြန်ကြားနာမှုလုပ်ပေးပြီးတော့လှုပ်ပေးဖို့တောင်းဆိုခဲ့တယ်။ခရိုင်ရေးရာရှိကယွန်းကိုဖမ်းဆီးစစ်ဆေးစင်မှာသူတို့ကကြမ်းတမ်းစွာနဲ့စစ်ဆေးမင်းမြန်လာတယ်လို့လည်းချိန်ချမှုတွေလုပ်တယ်ဆိုတာမျိုးရှိခဲ့ပါတယ်ဆိုတာကိုအတီးပြုတ်ထုတ်ဖော်ပြောဆိုခဲ့တယ်။2019ဒီဇင်ဘာမှာယွန်းကိုအမှုစစ်ကြတဲ့အရာရှိ၈ယောက်ကို အာနာကိုအလွဲသုံးစားလုပ်ပြီးတော့အစစ်ဆေးခင်းမှုယွန်းကိုချင်းချောက်ခင်းမှုတွေနဲ့အပြစ်ပေးလိုက်ပြီးတဲ့နောက်သူကလည်းထောင်ထဲကနေ2020မှာလွတ်မြောက်သွားပါတယ်။ဒါလေးတော့အယံမင်္ဂလာရှိတဲ့တည်င်းပါ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ဒါလေးပြောပြဖို့တောင်းဆိုထားတဲ့မိတ်ဆွေတွေလည်းကျေနပ်လိမ့်မယ်လို့ထင်ပါတယ်ရှင်။ Rocky the Storyteller YouTube Channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာမှုခင်းတွေကိုပြန်ပြီးတော့ recap လုပ်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့် like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့ Rocky the Storyteller YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye